ဖျားလောင်းတော်လေးဟာအဲ့ဒီလိုစဉ်းကျင်စဉ်းစားတာဖျားနာတဲ့ပုဂ္ဂိုလ်တယောက်ကို တွေ့တယ်မကြမ်းပါတဲ့ပုဂ္ဂိုလ်တယောက်ကိုတွေ့တဲ့အခါမှာလည်းပဲအော်ငါလည်းပဲမကြမ်းပါတဲ့ငါခန္ဓာလည်းမကြမ်းပါတဲ့သဘောရှိတာပဲအဲ့တော့မကြမ်းပါတဲ့ပုဂ္ဂိုလ်သူကမကြမ်းပါတယ်လို့ထင်ပြီးတော့သူ့ကိုယွန်းချမုန်တိမယ်ဆိုလို့ရှိရင်မသိတော့ဘူးငါကိုယ်တိုင်လည်းပဲ မကြမ်းပါခြင်းဆိုတဲ့ဗျာဒိတရားကိုမကြုံလွားနိုင်သေးဘူးတနေ့ကြလို့ရှိရင်ဗျာဒိတရားငါတို့လည်းပဲကြုံရမှာပဲလို့အဲ့လိုနှလုံးသွင်းလိုက်တဲ့အခါကျအရောကျမဒဆိုရင်ကြမ်းမှမှုနဲ့ပတ်သက်လာတဲ့မယင်းမှုကသူတဏ္ဍာဖြစ်တော့နော်အဲ့လိုမဖြစ်အောင်ဆင်ញင်စဉ်းစားကြည့်တာလောကလူတွေကကြမ်းမာတာကိုအကြောင်းပြုပြီးတော့လည်းပဲ မရစ်လာတဲ့အခါမှာမကောင်းတဲ့အလုပ်တွေလုပ်မိတတ်တယ်ပေါ့။နောက်တေတဲ့ပုဂ္ဂိုလ်ကိုတွေ့တဲ့အခါကျတော့နောက်ကလူတွေကတေသူများတေပြီဆိုလို့ရှိရင်နော်ဘာဖြစ်လဲတေတဲ့အကြောင်းမကြားကြဘူးမပြောကြဘူးနမိတ်မရှိနမမရှိလို့ဒီလိုပြောတယ်။နော်ဘယ်သူမှသူတွေကောင်အိမ်လည်းမခံနိုင်ဘူး။ဘာလို့လဲဆိုတော့နမိတ်မရှိနမမရှိဘူး။ အဲ့ဒါဟာဆက်ဆုပ်တယ်လို့ခေါ်တာပေါ့အဲ့တော့ဘုရားလောင်းတော်လေးကတေတဲ့ပုဂ္ဂိုလ်တွေ့လို့ရှိရင်အော်ငါ့မှာလည်းတေခြင်းသဘောရှိတာပဲတေခြင်းသဘောရှိရတဲ့နဲ့ကိုယ့်ရဲ့အနေထားတစ်ခုကိုကြော်လွှားပြီးတော့တေတဲ့ပုဂ္ဂိုလ်ရွှေရှာမုံတီးနေမယ်ဆိုရင်ဒါမသိတော့ဘူးလို့တနေ့ကျတော့ငါတေခြင်းတေတတ်တဲ့သဘောရှိတဲ့သဘောအတိုင်းတနေ့ကျတော့တေဆုံးအောင်ပါပဲလို့ဒီလိုနှလုံးသွင်းလိုက်တဲ့အခါကျတော့ စီဝိတ္တမထအသက်ရှင်နေဖို့ပေါ်မှာမန်ရထာနေပဲပျောက်သွားတယ်တဲ့အဲ့တော့အခုပြောတဲ့အရွယ်နုပြုမှုကျမ်းမာမှုအသက်ရှင်မှုဆိုတာတွေနဲ့ပတ်သက်ပြီးတော့ကိုယ့်ကိုမမရဲအောင်အမြဲတမ်းနှလုံးသွင်းဖို့ဆိုပြီးတော့မြတ်စွာဘုရားဟောတယ်ဖခင်အလောင်းတော်ဘုရားတော်ကလည်းပဲဒီလိုဟောတယ် အဲ့ဒါနဲ့ပတ်သက်ပြီးဘုရင်နဲ့ပတ်သက်ပြီးတော့အခုဒီဒုက္ခမလာတုတ်ဆိုတာဘုရားအလောင်းတော်လေးဟာဒီလိုချမ်းသာဒုက္ခခံစားနေရပေမဲ့လို့အမတန်ပြည့်ပြည့်စုံတဲ့ဘဝမှာဘဝကိုရရှိပေမဲ့လို့သူဟာမေးလျော့ပြီးတော့နေတာမဟုတ်ဘူးမမနာမရှိဘူးဆိုတာပြောဘလောက်သူ့ဘဝဟာနုပြိုတယ်ဆိုပေမဲ့လို့နုပြိုမှုကိုအကြောင်းပြုပြီးတော့မမရဘူးဘလောက် ကျမ်းမာတယ်ဆိုပေမဲ့ကျမ်းမာမှုကိုအကြောင်းပြုပြီးတော့မမရဘူးအသက်ရွယ်ငယ်ပြီးတော့အသက်ရှင်နေမှုကိုလည်းအကြောင်းပြုပြီးတော့မမရဘူးတဲ့တဘာဝတရားကိုစဉ်းစားပြီးတော့မှန်ရမှုကိုချိုးနိုင်တယ်ခရားအလောင်းချိုးနိုင်ငယ်တယ်ဒီလိုဆိုတာအဲ့တော့ဒီဘုရားဝင်နဲ့ပတ်သက်ပြီးတော့အနောက်တိုင်းကလူတွေဝေဖန်တဲ့စကားတစ်ခုရှိတယ် နောက်တိုင်းကဝေဘာနဲ့လူတွေသူတို့ကဘယ်လိုဝေဘာနှုံးဆိုလို့ရှိရင်ခရီးအလောင်းတော်ဟာရာမတုဝတုဓမ္မဆိုတဲ့နတ်မြတ်တ၃ဆောင်မှာစိစိတ်ခံစားလို့မိုးတွင်းညာတိလေးလပတ်လုံးအမျိုးသမီးတွေချင်းရှိတဲ့တိမောက်တဲ့ဒူရိယာအဖွဲ့နဲ့ဖြေပြောင်းမှုကိုခံယူပြီးတော့လေးလပတ်လုံး နတ်တော်ကမစင်းမဲနဲ့စိစိဥစ္စာခံစားတယ်ဆိုတဲ့ဒီရေးသားချက်နဲ့ပတ်သက်ပြီးတော့နိုင်ငံခြားလူတွေကဘယ်လိုဝေဖန်တော့ဆိုဒါအထက်ကရာဆရာကြီးရေးတယ်လို့သူတို့ကထင်ပြီးတော့မြတ်စွာဘုရားရဲ့ဘုရားအလောင်းရဲ့ဗုဒ္ဓဝင်ကိုယတတထေတာတို့အနုရုဒ္ဓါတို့ရဲ့ဇာလန်းနေနဲ့မှားရင်းပြီးတော့ဖွင့်ဆိုတယ်လို့ တို့ကဒီလိုရေးကြတယ်တကယ်တော့တို့ရှာမတွေ့တာဒီဒုက္ခမနာတုတ်ကြည့်ရင်ဗျာဘုရားလောင်းဘုရားကိုယ်တိုင်ကိုခေါ်ခဲ့တယ်ငါဟာနတ်မြတ်သားသုံးဆောင်နဲ့နေထိုင်ခဲ့တယ်ငါဖခင်ရဲ့နန်းတော်မှာဒါလောက်ထိအောင်ပြည့်ပြည့်စုံစုံရှိတယ်ဆိုတဲ့အကြောင်းလေးမြတ်စွာဘုရားကိုယ်တိုင်ခေါ်ထားခဲ့တဲ့စကားရှိတယ်အဲ့ဒါကိုရှာမတွေ့လို့အထက်ကရာဆရာတွေကချက်ကားပြီးတော့ရေးတယ်လို့ အနောက်တိုင်းကဝေဘာနဲ့လူတွေကဒီလိုဝေဘာနာရှိတယ်ပေါ့အဲ့ဒါအလွန်မှားရဲ့တဲ့ဝေဘာညက်တစ်ခုပေါ့နောက်တစ်ခုသူတို့ဝေဘာနာရှိသေးတယ်ဖခင်အလောင်းတော်တောထက်သွားမှဆိုလို့တဲ့သူတို့နာဆိုတာတွေကိုမမြင်ရအောင်တောတော်ရဏမင်းကြီးကစီမံဆောင်ရွက်ထားတယ် ဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေသူတို့ကဝေးပန်းနေသူတို့သူတို့သူတို့ဒီမမြင်အောင်စီမံဆောင်ရဲ့ထားလို့ဖြစ်နိုင်မဖြစ်နိုင်ပေါ့ဆွေရမျိုးတွေမှာအိုတဲ့လူမရှိနိုင်ဘူးလားတဘာဝကိုကြည့်တာပေါ့ဟုတ်ကဲ့ဆွေရမျိုးတွေမှာကိုယ့်ရဲ့အဖိုးတွေရဲ့ဖွားတွေအမေရဲ့အဖေအဲ့ဒီတော့ဆိုသုတ္တရဏမင်းကြီးရဲ့အဖေတို့ဘယ်တော့မှရတို့ရဲ့အဖေတို့သို့မဟုတ်အဖွားတို့ဆိုတာတွေအိုးနေတာတွေ သွားကြောတာတွေပဲရှိမှာပေါ့